ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ရှီကြီးလို့ဝေးသွားတဲ့သားမိတခါတောရဲမှာမိုးရသည့်ချိန်ရောက်နေရပဲဖြစ်ပါတယ်။မိုးရသည့်ဆိုတော့ငှက်ကလေးတွေကသူတို့အိမ်ထဲမှာအဆင်ပြေတယ်လို့နေနေကြတာပေါ့။ အိမ်လုံးနဲ့ငှက်တွေအတွက်ကတော့မိုးရသည်ကဖျားပီးရဲ့ဆုလက်လိုပါပဲအိမ်မလုံးဘူးအမိုးလည်းမရှိတဲ့ငှက်တွေအတွက်ကတော့အပြစ်တန်လိုပါပဲအမေမိုးရသည်ကအရင်ကောင်းတာပဲနော်ပရင်ပောက်ကနေမိုးရတာကိုကျင်အရင်သဘောကျဖို့ကောင်းတယ်မိုးရင်ဆက်လေးတွေကအရင်သဘောကျဖို့ကောင်းတာပဲအမေတမိရန်ချမ်းလာပြီအိမ်လုံးနဲ့မိပါလေးကသူ့ရဲ့အမေရင်ခွင်ထဲကိုဝင်လိုက်ပါအောင်ရယ်အိမ်လုံးနဲ့မိုးကတဖြည်းဖြည်းပို့ပြီးတော့ရွာလာပါမိုးရီတွေအားလုံးကတောထဲမှာဆုသွားပါတယ် မိုးရွာတာနဲ့ရေတွေကလည်းအများကြီးတက်လာပိုင်းရေတွေကအင်းဒီတဲတီဝင်တဲ့အခြေအနေကိုရှောက်နေပါပြီရေတွေကငါ့အင်းဒီတီဝင်လာပြီငါတို့တွေအပြင်ထွက်မှရမယ်သူတို့တာမီနီယာအပြင်ထွက်လိုက်တာနဲ့သူတို့ရဲ့အင်းလေးကရေထဲကိုပတ်သွားပိုင်းတစ်ဖက်မှာတော့မိပြာကသူ့အင်းထဲမှာထိုင်နေပြီးစကားပြောနေခဲ့ပိုင်းငါရှုပ်ထားတဲ့အစားအစာတွေအားလုံးကကုံတော့မှမိုးရွာတရားလဲဘယ်တော့မှပြီးမှာလဲမိုးကဘယ်တော့မှတိတ်မှာလဲမသိဘူးအဲ့ဒီအချိန်သူ့အင်းတဲကိုမမေကဝင်လာခဲ့ပါရဲ့အဲမမေ ဘာဖြစ်လို့လဲဒီချိန်နေမသိဘူးလားငါတို့ရဲ့တော်တယ်မှောင်နှဲဝင်တော့မှလေအဲ့ဒါကြောင့်နင့်ကိုအတိလာပေးရနေဒီမှာပဲဆက်နေမယ်ဆိုရင်နေအသက်ကိုဆုံးရှုံးရလိမ့်မယ်ငါတို့တွေအားလုံးရဲ့အင်ကအရင်ထဲမှာပတ်သွားနိုင်တယ်အဲ့ဒါကြောင့်ငါတို့တွေအားလုံးမှောင်နှဲပြီးရဲ့အထစ်ကိုလွတ်လပ်တဲ့နေရာမှာရှောင်နေမှရမယ်ကျမရဲ့ဦးလေးကိုထားပြီးဘယ်မှမသွားနိုင်ကျမရဲ့ကလေးတခုခုဖြစ်သွားမှအရန်ကြောက်တယ်။နင်အခုချိန်ထိဒီကနေမသွားဘူးဆိုရင်ပုံတိုင်းတွေထဲမှာပိတ်သွားနိုင်တယ်။ရေရေတက်လာတော့သူတို့နှစ်ယောက်လုံးက ိမ်လေးကနေအပြင်ကိုထွက်လာခဲ့ပါပြီးပြကတော့သူ့ရဲ့ဦးလေးကိုပါလက်တွေနဲ့ရှိလာတာပေါ့သူတို့အိမ်ရဲ့အပြင်ဘက်ကို ရောက်တာနဲ့မိပြရဲ့အိမ်လေးကရှီတဲကိုမျောသွားခဲ့ပါအဲ့ဒီအချိန်ကာလူကလည်းသူ့အိမ်ကနေအပြင်ကိုထွက်လာတာပေါ့အဲ့ဒီအချိန်မှာပဲမိပြရဲ့လက်ထဲကနေဦးလေးကလွတ်ပြီးပြုတ်ကျသွားပါတယ်အဲ့ဒါကိုတွေ့ရောကာလူကဦးလေးကိုကယ်ဖို့စူးစမ်းခဲ့ပါရှီတဲကိုချက်ချင်းပဲငုတ်ပြီးတော့ကယ်ပါအောင်တယ်ဒါပေမဲ့သူစူးစမ်းတာကအရာမထင်ခဲ့ပါဘူး အဲ့ဒါကြောင့် तू ကငှက်တွေရှိရဲ့နောက်သွားခဲ့ပါပြီးတော့သူကပြောလိုက်ပါမြမလေးရဲ့ကိုကြီးတောင်းမှန်မိုင်းကိုကြီးညမလေးရဲ့ကလေးကိုမကယ်နိုင်ခဲ့ဘူးမိုးရီရွာနေတဲ့အချိန်ငှက်တွေအားလုံးကတောရဲ့အပြင်ဘက်မှာရှိတဲ့ဒူတခုထဲမှာနေနေကြပါသူတို့တွေအားလုံးကတစုတစည်းတည်းနေနေကြတာပေါ့မိုးရီတွေကြာသွားတဲ့အထိသူတို့တွေကိုယ်ထဲမှာနေကြပါအဲ့လိုနဲ့ရက်တွေလတွေကုံဆုံးလာခဲ့ပါငှက်တွေအားလုံးကသူတို့ရဲ့အိမ်လေးတွေကိုစောက်ပြီးတော့နေနေကြပါပြီ သူတို့ရဲ့အိမ်လေးတွေကိုတည်တည်ကြကြလေးစောက်ထားကြတာပေါ့အဲဒီလိုနဲ့တရက်ကြတော့ဂိုကြီးက သူ့ရဲ့သားကိုမေးလိုက်ပိုင်းဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့သားငိုပြီးတော့အိမ်ထဲကိုဝင်လာတာပါ အမလီအမိသားလေးဘာဖြစ်လာလဲဘသူကဘာလုပ်လိုက်တာလဲငါရဲ့သားလေးအချစ်ဆုံးလေးကိုမမေတည့်ရလားတခြားတော့မှနေငှက်တကကျွန်တော်တို့တော်တယ်လာပြီးတော့ဆော့တယ်ကျွန်တော်နဲ့လည်းတငယ်ချင်းဖြစ်သွားပြီဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဆော့နေတဲ့အချိန် तू ကကျွန်တော်ရိုက်တယ်အမလီငါရဲ့သားနွနွထွထွလေး ဘဲကောင်းရိုက်တာလေလာအမေနဲ့လိုက်ခဲ့အဲ့ဒီကောင်အယိုးတွေချိုးပြလိုက်မယ်အမေရဲ့အခုတော့မလောက်ပါနဲ့သူကကျွန်တော်နဲ့ရန်ဖြစ်ပြီးတော့သူ့ရဲ့တော်ပြန်သွားပြီတားလိကိုကိုစိတ်မပူပါနဲ့ဒီတကအဲ့ဒီဆိုတဲ့ကောင်လာလို့ရှိရင်အမေပညာပေးလိုက်ပါမယ်ငါရဲ့သားပေါ်မှာစိုးတဲ့ကောင်တွေတွေ့ကြသေးရပေါ့နောက်တစ်နေ့ကိုရောက်တော့တခြားတော်လေးကနေလာစောရဲနှက်ကလေးကသူတို့တော်လေးကိုပြန်လာခဲ့ပါပြီးတော့ရာနိုရဲ့ကလေးနဲ့အတူစော့နေခဲ့ပါအဲ့ဒီအချိန်ကိုကြီးကသူ့ရဲ့ကလေးကိုခေါ်ပြီးတော့လာခဲ့ပါ အမေတောက်အောင်လုပ်တာ သူပဲသူပဲတောက်အနိုင်ကျင့်တာတောက်မနေရသူပဲရိုက်တာဟုတ်လားနေရငါ့ရဲ့တောက်ရိုက်တယ်ဆိုတခြားနေရာနေလာပြီးတော့ငါကလေးကိုအနိုင်ကျင့်တာလားနေရအဲ့လောက် ကြီးတွေမိုက်နေရလားမဟုတ်ပါအနီးရဲ့ကျွန်တော်မနေရသူပဲရိုက်လိုက်တာပြီးတော့ကျွန်တော်ကောင်မှကွဲသွားရင်ကြည့်ပါဦးကျွန်တော်ကောင်သူပဲရိုက်ထားတာအမေသူ့လိမ့်တာကျွန်တော်ဘာမှမလုပ်သူပဲကျွန်တော်လုပ်တာဟဲ့ကလေးနေရမိပါရဲ့ဘယ်မှာလဲနေမိပါရင်ငါတွေ့ကျင်တယ် ဒီလိုမလိမ္မာရဲ့ကလေးကိုဘယ်လိုဆုံးမထားလဲသူတို့ကိုတွေ့မှငါကောင်းကောင်းနေကြတိုင်ရမယ်ကျွန်တော်မှမိဘတွေမရှိတော့ပါဘူးအဖွားနဲ့နေရပါနောက်နေ့ရစပြီးတော့ဒီတော်ရဲကိုကစားဖို့မလာရတော့ဘူးနော်ထွက်သွားလိုက်တော့အခုချင်းချင်းထွက်သွားငါတော်ရဲရဲ့ကလေးတွေကိုအနိုင်ကျင့်ဖို့မစင်းစားနဲ့အဲ့ဒီအချိန်မိပြကရောက်လာခဲ့ပါတယ်ပြီးတော့မေးလိုက်ပါတယ်ခေါ်ကြီးဘာဖြစ်လို့လဲကလေးကဘာဖြစ်လို့အဲ့လောက်ကြီးကြီးစုနေရလဲကလေးကတနာပါတယ်ဒီကမဟုတ်ဘူးနဲ့တူတယ်နေရပါဖြစ်လို့သူ့ကိုတနာနေရလဲ ။ "तू ဟာတနာစရာနဲ့မတန်ဘူး။ तू ဘာသာတခြားတော့ဝနေလာပြီးတော့ငါတို့တော့ကလေးတွေအနိုင်ကျင့်နေရ။ရိုင်းနှက်ပြီးအမြဲတမ်းလှုပ်တယ်။ဒါကတကယ်ပဲအဲ့လိုကြီးလှုပ်နေရလား။မလှုပ်ပါဘူးအနီရဲ့။ကျွန်တော်အဲ့လိုမျိုးမလှုပ်ပါဘူး။မနီယာကကူကကျွန်တော်ရိုက်တာဒီမှာကျွန်တော်ကောင်းတာပေါက်သွားတယ်ကျွန်တော်နေရနေရမှာကျွန်တော်တငယ်ချင်းများဘယ်သူမှမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီတော့လာပြီးတော့ကစားတာပါကျွန်တော်အဖွားနဲ့တူနေရလေကကူလာဒီကနေသွားကြမယ်အခုချိန်ကနေစပြီးနင်ဒီကလေးနဲ့မဆော့ရတော့ နီဒီယိုလာတွေ့ရနဲ့ငါနဲ့ကိုရိုက်မှာနော်အဲ့လိုမျိုးပြောပြီးတော့သူတို့နှစ်ယောက်လုံးကထွက်သွားခဲ့ပါအဲ့အချိန်ကာလူကရောက်လာခဲ့ပါပြီးပြာကြီးနေရဒီမှာဘာလုပ်နေရလဲနေအိမ်မဆောက်တော့ဘူးလားကျမလိုအပ်တဲ့ထင်းတွေယူဖို့အပြင်ထွက်လာတာပါအဲ့ဒါကြောင့်မအဲ့အချိန်ကာလူကမမူးနဲ့မိပြာတို့ကိုတည်တည်ချာချာလေးကြည့်နေခဲ့ပါမမူးကိုကြည့်လိုက်မိပြာကိုကြည့်လိုက်နဲ့လုံနေရပေါ့အကူကလူကြီးဘာလို့အလောက်ကြီးကြီးကြည့်နေရလဲဘာတွေတွေးနေရလဲမိပြနင်သတိထားမိရဲ့လား ဒီကလေးကနေနဲ့တတော်လေးကိုတူနေရဲ့နော်ဟုတ်တယ်ကျမလည်းအဲ့ဒါပဲစဉ်းစားနေရတကယ်လို့မှုန်တိုင်းနေမှာကျမရဲ့ဦးလေးမပါသွားဘူးဆိုရင်ကျမကလေးလည်းဒီရွယ်ကိုရောက်နေလောက်ပြီသူတို့ညအဲ့လိုမျိုးစကားပြောနေတဲ့အချိန်အပင်ပေါ်ကတိတ်ကိုင်းချဟာမမူးပေါ်ကိုကြားရမယ့်အချိန်မိပြာက "तू ကဝန်ခံလိုက်ပါရယ်"မမူးကတော့ဘာမှမဖြစ်ပေမဲ့မိပြာအပေါ်တိတ်ကိုင်းကပြီးသွားပါတယ်အေးဒါကဘလို့ဖြစ်ကုန်တာလဲမိပြာကြီးခဏလေးနော်မကြောက်နဲ့ ငါအခုချက်ချင်းအကူအညီတွေရဖို့အတွက်ခေါ်လာခဲ့မယ်ခဏလေးပဲစောင့်ကာလူကအကူအညီတောင်းဖို့အတွက်ထွက်သွားခဲ့ပါအဲ့ဒီအချိန်မမူရဲ့အဖွာကရောက်လာတာပေါ့အဖွာကလည်းပြောလိုက်ပါအဲမမူဒီမှာဘာလုပ်နေရလဲအဖွာကတအောင်လိုက်ရှာနေရကဲလာအိမ်ပြန်ကြမယ်အဖွာကြီးအဲ့အရာတွေကိုထားလိုက်ပါအခုဒီမှာကြည့်ပါဒီအင်းဒီကိုအရင်ဆုံးကဲပါအဖွာဒုတ်ချောင်းကိုဖယ်ပေးလိုက်ပါပြီးတော့မေးလိုက်ပါဒါနဲ့နင်တို့ကဘယ်လိုဖြစ်ပြီးဒီလိုတွေဖြစ်ကုန်တာလဲ ဒီအိန္ဒိယကျွန်တော်သက်ကိုကဲလိုက်တာတကယ်ဆိုရင်အဲ့လိုအဖြစ်မျိုးကကျွန်တော်ဖြစ်ရမှာကျွန်တော်အစားအိန္ဒိယဝင်ကူညီလိုက်တာသမီးရဲ့အဖွာကျေးဇူးတင်ပါတယ်အဖွာရဲ့ကလေးကိုကယ်ပေးလို့လေရပါတယ်ဒါကျမတို့ရဲ့တာဝန်ပဲလေဒါနဲ့ကျမတို့ခုလောက်တော့မေးကျင်ပါတယ်အနီဒီကလေးကိုဘယ်ရရလဲလုံခဲ့လနှင်းငယ်လောက်ကပေါ့မိုးရီအရန်ရွာနေတဲ့အချိန်ရေတွေလည်းကြီးနေရဲ့လေအဲ့ဒီအချိန်ရေစီးတဲ့မှာပါလာတာပဲအဖွာမြေရဲ့ဘေးနားမှာနေရပါတရက်ရေခတ်ဖို့သွားတဲ့အချိန် သူ့ကိုဥအနေနဲ့တွေးခဲ့တာအဖာယူပြီးတော့တတိကြကြလေးပြုစုတယ်ပြီးတော့အဲ့ဥတွေကနေမမှုလေးကထွက်လာတယ်အဲ့ချိန်နေရအဖာသူ့ကိုမွေးထားတာပါမိပြငါစဉ်းစားနေရအောင်နေမှာစဉ်းစားမိရလားဟုတ်တယ်ကိုကြီးကာလူကအဖာကိုအကြောင်းဆုံးပြောပြလိုက်ပါရင်ဒါကသတင်းကောင်းတစ်ခုပဲအဖာလည်းစဉ်းစားနေရဒီငှက်ကလေးကိုဆက်ပြီးတော့ပြုစုဖို့ကိုပေါ့အဖလူတယောက်လေဒီကလေးကိုဘယ်လိုလုပ်ပြီးပြုစုရမလဲပေါ့အခုသူ့ရဲ့အမေနဲ့တွေ့သွားတော့အဖလေးစိတ်ချမ်းသာတယ် အဖေကျေးဇူးတင်ပါတယ်။ကျမရဲ့ကလေးအခုလိုမျိုးတတိကြကြလေးပြုစုပေးထားလို့လေ။ကျမကလေးကိုပြန်ရတော့မယ်လို့တော့မထင်ဘူး။အခုတော့ကျမပြောင်းရပြီပေါ့။ငါကလေးလည်းသူ့ရဲ့အမေနဲ့တွေ့ပြီးတော့ပျော်နေခဲ့ပါတယ်။အဲဒီအချိန်ဂါလူကပြောလိုက်ပါတယ်။ငါပြောတယ်မလား။ဖီးယားတခင်ကနေရဲ့ကလေးကိုပြန်ပေးပါမယ်လို့အခုတော့နင်တို့သားမိတွေစိတ်ချမ်းသာရပြီလေ။ကဲအဲ့အရီထားပါအောင်။အခုနေရတန်ရာရတာတော့အိမ်ကိုဘလို့လုပ်ပြီးစောင့်နိုင်ပါလေ။အဲ့ဒီတော့မပူပါနဲ့။ရော့ဒီမှာ ဒီပလင်းလေးရာရှိကအရန်ကိုတကိုးရှိတယ်။ပစ္စည်းတသေးလေးပေါ်မှာတစ်ဆက်လောက်ချလိုက်တာနဲ့အဲ့ဒီပစ္စည်းကအကြီးကြီးဖြစ်သွားလိမ့်မယ်။ငါနေတော့တွေအားလုံးကိုတွေ့ရဝမ်းသာပါရဲ့။ဒါပေမဲ့အခုတော့ငါပြန်တော့မယ်။အဖကကလင်းကိုထားပြီးမသွားခြင်းပေမဲ့သူကသူ့ရဲ့နှလုံးသားပေါ်ကိုစက်ခဲတင်ပြီးတော့လှည့်ပြီးထွက်သွားပါရယ်။မိပြပန်းတီအပြင်ပေါ်ကပန်းတီတစ်လုံးကိုအေးတစက်ချလိုက်ပါ။အဲ့ဒီအတီကတော်တော်လေးကြီးတော့ပါရဲ့။အဲ့ဒီအတီကိုအိမ်စားဖို့အတွက်ခရူလေးကကူညီပေးပါရဲ့။ ခီယူလေးကသူတို့သားမီးနှောင်းနေဖို့အတွက်အိမ်လေးဆောက်ပေးလိုက်ပါရယ်အိမ်လေးကနေစားပြီးတော့သူတို့တွေအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေသွားကြပါရယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနားထောင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရယ်နော်